နိုသာဒီမိုကရေစီဖွဲ့ချုပ်ကနေပြီးတော့တဘာဝပအဝင်ထိန်းသိမ်းလုပ်ငန်းတွေကိုစတင်ဆောင်ရွက်ဖို့အတွက်တိုင်းပင်ကမ်ပိန်းရှင်တွေနဲ့တွဲဆုံဆွေးနွေးပွဲကိုဇန်နဝါရီလ14ရက်နေ့ကရန်ကုန်မြို့ရွှေကုန်းတရှိတော်ဝင်းစီစက်သောက်ဆိုင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားကိုတက်ရောက်လာတဲ့ပညာရှင်တွေကလည်းတဘာဝပအဝင်ထိန်းသိမ်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးအခုလိုမျိုးထောက်ပြဆွေးနွေးခဲ့ကြပါတယ်။မြန်မာဒီမိုကရေစီဖွဲ့ချုပ်ကနေတဘောပအဝင်ထိန်းသိမ်းလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဇန်နဝါရီလ14ရက်နေ့နေ့ပိုင်းကရန်ကုန်မြို့ရွှေကုန်းတိုင်းရှိတော်ဝင်နှင်းစီစားတော့ဆိုင်မှာတဘောပအဝင်ထိန်းသိမ်းရေးပညာရှင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအကြံဉာဏ်တွေရယူခဲ့ပါတယ် တွေ့ဆုံဆွေးနွေးပွဲမှာနောက်တက်လာပြီးတာဝန်ယူရမယ့်အစိုးရအနေနဲ့သဘောပေါက်ဝင်ချင်းထင်းသိမ်းလုပ်ငန်းတွေကိုဆောင်ရွက်ရမှာဖြစ်ပြီးအများစုကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကဆောင်ရွက်ရမှာဖြစ်တာကြောင့်ပညာရှင်တွေနဲ့ပူးပေါင်းပြီးအကြံဉာဏ်တွေကိုရယူတာဖြစ်တယ်လို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်နယ်ကဦးတင်ဦးကပြောပါတယ်ဆွေးနွေးပွဲကိုသဘောပေါက်ဝင်ချင်းထင်းသိမ်းရေးနဲ့ပတ်သက်တဲ့ပညာရှင်20ကျော်တက်ရောက်ခဲ့ပါတယ်တက်ရောက်လာတဲ့ပညာရှင်တွေကသဘောပေါက်ဝင်ချင်းထင်းသိမ်းရေးနဲ့ပတ်သက်ပြီးဆောင်ရွက်ရမယ့်အခြေအနေတွေကိုအခုလိုပြောပြခဲ့ပါတယ်ကျွန်တော်တို့ကတော့ product manifesto လို့ခေါ်တာပါ နိုင်ငံရေးကြီးညာစာရန်ကရုပ်ောက်ပဲမတိုင်ဘူး NLD ရထပ်တာရှိပါတယ်ကျွန်တော်တို့အားလိုက်အားရတယ်လေအဲ့မှာ fishery sector နဲ့ပတ်သက်ပြီးတော့ဒါ brief လုပ်သွားတော့မှကျွန်တော်တို့ဒီအချက်၅ချက်လောက်ပါပါတော့ကျွန်တော်တို့ sector နဲ့ပတ်သက်ပြီးအနာတော့ရှေ့လုပ်ငန်းတွေဖြစ်ဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းတွေပါထားတဲ့အတွက်ဒါနောက်နောက်ကကြတဲ့ဒါဒါတဲ့တွေမပြူဒါတော့အခြေခံပါကျွန်တော်တို့ trade sector ရဲ့နောက်ပြီးတော့ပညာရှင်တွေအသိပညာရှင်တွေ academic ဟုတ်လား တက်သူဦးတွေချောင်းဝဆရာတွေပညာရှင်တွေစီဝဲလူတွေပေါင်းဆက်ပြီးတဲ့အခါကျလို့ကျွန်တော်က sector development ကို advocacy လုပ်ရမှာကျွန်တော်ကဆွေးနွေးရမယ် discuss လုပ်ရမယ်တိုက်တွန်းရမယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့လူမရှင်တွေဘက်ကလည်းကျွန်တော်ကပိုသိထားတဲ့အချက်တွေရှိကျွန်တော်ကနိုင်ငံတော်ကလုပ်ပေးနိုင်တာတွေကျွန်တော်တောင်းဆိုရမယ်တင်ပြရမယ်ဒါတွေကကျွန်တော်လုပ်ရမှာလို့နိုင်ငံတော်ကလည်းထူထင်းလုပ်ရမယ်ငွေတွေက manifesto မှာတော့ကွာပေါ့ငားလုံးငားလုံးဒီလိုပဲနိုင်ငံတော်ရဲ့စီးပွားရေးတရားဖြစ်တတ်မှတ်ပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်းအရာလေးအချိန်တွေ့ထားတဲ့အတွက်အဲ့တော့ကျွန်တော်တို့လည်းဒါပူပေါင်းလို့ရှိရင် ။အဲဒီပြောပြောလက်ရှိအနေနဲ့တော့အများကြီးတိုးတက်လာလိမ့်မယ်ဆိုတော့အဓိကကတော့ဒီဟိုတဘာဝပါဝင်ကျဆိုရေးမြေးလေးဒီတော့ဒါတွေနဲ့ပတ်သက်တာ။အဲ့တော့အဲဒီညိုလာလာဘာလာလာကျင်တာလာနော်လာကျင်တာလာရဟိုအင်္ဂရုအနေနဲ့ဘာလို့အောင်လဲဆိုတော့တစ်ပင်တစ်ပင်တတော်ဆက်ရမယ်။တစ်ပင်ဒီတစ်ပင်ဒီမဟုတ်ဘူးတစ်ပင်ဝါပင်ဆိုတဲ့နော်အဲ့ဒါတွေဆက်လို့ရှိရင်အဓိကကလူတွေကအောက်ဆီဂျင်ရှူတယ်ကာဗွန်ဒိုင်အောက်ဆိုက်ကိုထုတ်တယ် တိပင်းတွေကကာဗွန်ဒိုင်အောက်ဆိုက်ကိုရှူတယ်အောက်ဆီဂျင်ကိုထုတ်တယ်အင်ပနာတဟဆိုတာဖြစ်တဲ့ခါကျတော့ဒီသဘာဝပတ်ဝန်းကျင်ထိနေရေး climate change နဲ့ပတ်သက်လို့ပါတစ်ပင်းတစ်တော်ရှိဖို့ကအဓိကဒါကြောင့်မလို့ပြည်သူပြည်သားများကဌာနဆိုင်ရာတခုတည်းလုပ်လို့မရပါဘူးပြည်သူပြည်သားတွေကဘယ်လိုတစ်ပင်းတစ်တော်ဘယ်လိုပြန်တော့ပြန်တော့ချစ်ခင်မလဲဆိုတဲ့အပိုင်းကိုရေးကြည့်ပါတယ်ဒါကိုဆောင်ရွက်ဖို့ကျွန်တော်က ိုက်သွင်းပါပါအဲ့တော့ရေရရေအမြင့်ဖြစ်တယ်ရေရေအမြင့်တွေကိုတိကကကွယ်ဆောင်ရှောက်ရမယ်နှစ်ကစီးပွားရေးတိုးတက်ဖို့အတွက်သူကအဓိကမောင်းနေတဲ့ရန်ရာကြီးဖြစ်တယ်ဆိုတာကိုသိအောင်လုပ်ပေးရမယ်နောက်အရေးကြီးတဲ့အချက်တစ်ခုရှိသေးတယ်ရေနဲ့စွမ်းအင်နဲ့ရေကိုရေကြီးပဲကြည့်နေလို့မရအောင်ရေဟာစွမ်းအင်ထုတ်လို့ရတဲ့အရာဖြစ်တယ်ဒါကြောင့်ရေအားလျက်စစ်ဆိုတာပေါ်လာတာပေါ့ဒါပေမဲ့စွမ်းအင်ထုတ်ခြင်းမလုပ်ရလဲ ရေကိုလိုအပ်တယ်။အဲ့တော့စွမ်းအင်နဲ့ရေရေနဲ့စွမ်းအင်အဲ့နှစ်ခုရဲ့ပတ်သက်ပုံလေးပေါ့နော်။အဲ့ဒါလေးကအရင်ရေးကြည့်တယ်ဆိုတော့အဲ့ဒါကိုလည်းဒီစီမံကိန်းချတဲ့ policy maker တွေကသိဖို့လိုတယ်။ policy maker တွေသိဖို့လိုတယ်လို့ပညာရှင်တွေကပံ့ပိုးဖို့လိုတယ်။ပညာရှင်တွေကပံ့ပိုးဖို့လိုတယ်လို့ပြည်သူတွေကလည်းနားလေသဘောပေါက်ပြီးတော့ပူးပေါင်းပါဝင်လို့လိုတယ်။ ပညာရှင်တွေရဲ့အကြံပေးချက်တွေကိုမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကနေကော်မတီတစ်ခုဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်တယ်လို့မြို့သားဒီမိုကရေစီဖွဲ့ချုပ်မှဖွဲ့စည်းထားတဲ့ဗဟိုသဘာဝပတ်ဝန်းကျင်ထင်းသိမ်းရေးကော်မတီရဲ့ဒုတိယဥက္ကဋ္ဌဦးစိုးညွန့်ကပြောပါရတယ်။သဘာဝပတ်ဝန်းကျင်ထင်းသိမ်းလုပ်ငန်းတွေကိုဆောင်ရွက်ရမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ရဲ့ပထမဆုံးအကြိမ်ပညာရှင်တွေနဲ့တွေ့ဆုံမှုမှာတတော်သဘာဝပတ်ဝန်းကျင်ထင်းသိမ်းရေးအဖွဲ့မြန်မာနိုင်ငံငါးလုံးငယ်အဖွဲ့ချုပ်မြို့သားအဆင့်ရေရင်းမြစ်ကော်မတီစားရှိတဲ့အဖွဲ့အစည်းအသီးသီးကပညာရှင်တွေတက်ရောက်ခဲ့ပါရတယ်။